ေသရင်းမိဘွားကိုတောက်လောင်စေခဲ့တဲ့အစ2025ခုနှစ်ဇွန်လ12ရက်နေ့မှာအစ္စရေးက Operation Rising Lion လို့နာမည်ပေးထားတဲ့စစ်ရေးလှုပ်ရှားမှုကြီးကို UN နိုင်ငံအပေါ်ထိတိရောက်ရောက်နဲ့အချက်ချက်ကျစတင်ခဲ့ပါတယ်။ဒီစစ်စင်ရာနှစ်နိုင်ငံကြားတင်းမာမှုတွေအချိန်ပြည့်တက်လာခဲ့တာကိုပြသတဲ့အကြီးမားဆုံးအခြေအနေတစ်ခုပါ။သူတို့ပြစ်မှတ်ထားတိုက်ခိုက်တာကတော့ Iran ရဲ့ nuclear အစီအစဉ်နဲ့စစ်ဘက်ဆိုင်ရာအခြေခံအကြဆုံးအဆောက်အအုံတွေပါ။ဒီတိုက်ခိုက်မှုတွေစတင်ပြီးနိုင်ပိုင်းအတွင်းမှာပဲ ီရန်ထိပ်တန်းအရာရှိတော်တော်များများတေဆုံးခဲ့ပြီးနျူကလ িয়ার စကန်အများအပြားလည်းထိမှန်ပျက်စီးခဲ့ပါတယ်။ဒါဟာမတိငိမ့်တဲ့အရှိအလေပိုင်းပြိပခရဲ့အစစ်တစ်တရက်ကိုရောက်ရှိလာတာလို့ပြသနေတာပါပဲ။ ။အီရန်ရဲ့တုတ်ပြန်မှုတွေကတော့အစ္စရေးတို့တွက်ကိန်းချထားတာထက်ကိုမြန်ဆန်ပြီးပြင်းထန်ခဲ့ပါတယ်။ပေရဲ့ကာလတွေမှာမမျော်မှန်းထားခဲ့တဲ့ကြီးမားတဲ့ဒုံးပြန်နဲ့ဒုံးတိုက်ခိုက်မှုတွေကအစ္စရေးမျိုးပေါ်ကိုစက်တိုက်ကြောက်ခဲ့တာကြောင့်အရက်သားတွေတေဆုံးထိခိုက်ခဲ့ရတယ်လို့အစ္စရေးရဲ့ဗဟိုပြစ်စစ်တအဘီစနစ်လို့အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေလည်းပျက်စီးခဲ့ပါတယ်။ CNN ရဲ့သတင်းဌာနရဲ့ဖော်ပြချက်အရဒီပရိပခမှာအီရန်အရက်သား244ဦးထက်မနည်းတေဆုံးခဲ့ပြီလို့အဆိုပါတယ်။ ါစစ်ပွဲရဲ့လူသားချင်းစာနာမှုဆိုင်ရာစိုးကျိုးတွေကိုမီးမောင်းထိုးပြနေတာပါပဲဒီပရိပခါကြောင့်အစ္စရေးနဲ့အီရန်အတွက်တင်မကပဲအရှိအလေပိုင်းတစ်ခုလုံးနဲ့ကမ္ဘာလုံးဆိုင်ရာလူအဖွဲ့အစည်းအတွက်ပါအဆိုးဆုံးအခြေအနေတွေဖြစ်လာနိုင်မလားဆိုတဲ့အရေးတကြီးမေးခွန်းတွေပေါ်ပေါက်လာပါတယ် BBC သတင်းဌာနကဖြစ်နိုင်ခြေရှိတဲ့အခြေအနေ၅ခုကိုဖော်ပြခဲ့ပြီးတခုချင်းစီတိုင်းမှာလည်းကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးစီ site effect ကြီးတခုဖြစ်လာစီမဲ့မလိုလားအပ်တဲ့အကျိုးဆက်တွေအများကြီးရှိပါတယ်ဒီဗီဒီယိုမှာတော့အဲ့ဒီအခြေအနေတွေကို နောက်ထပ်ဆက်ဆက်အချက်လက်တွေနဲ့အတူအသေးစိတ်လေ့လာဆန်းစစ်သွားမှာဖြစ်လို့ပြိပခါရဲ့ရှုပ်ထွေးမှုနဲ့ဖြစ်နိုင်ခြေရှိတဲ့ရလက်တွေကိုကြည်ကြံပြက်ပြက်နားလည်စေမှာပါ Israel-Iran ဆက်ဆံရေးရဲ့တမိုင်းကြောင်းစစ်မျိုးကိုအစာပြိုးလိုက်တဲ့ Operation Rising Lion ဆက်ဆံရေးရဲ့အရေးပါပြင်းထန်မှုကိုအပြည့်အဝနားလည်ဖို့အတွက် Israel နဲ့ Iran ဆက်ဆံရေးရဲ့တမိုင်းကြောင်းကိုနားလည်ဖို့ကမရှိမဖြစ်လိုအပ်ပါတယ် မဟာမိတ်ကနေရန်သူဘလို့ဖြစ်လာခဲ့တယ်လဲ1989ခုနှစ်အီရန်တော်လှန်ရေးမတိုင်ခင်ကအဆိုရင်အစ္စရေးနဲ့အီရန်ဟာဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်နှစ်နိုင်ငံစလုံးဟာစီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်ဒါပေမဲ့အစ္စလာမစ်တော်လှန်ရေးကအီရန်ရဲ့နိုင်ငံရေးအခြေအနေကိုလုံးဝပြောင်းလဲပစ်ခဲ့ပြီးအစ္စရေးကိုပြင်းပြထန်ထန်ဆန့်ကျင်တဲ့ဘာသာရေးအစိုးရတရက်ကိုဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးအီရန်ဟာလက်ဘရွန်ကဟစ်ဘိုလာဂါဇာကဟားမတ်တို့လိုအစ္စရေးဆန့်ကျင်ရေးအဖွဲ့အစည်းတွေကိုခိုင်ခိုင်မာမာထောက်ခံခဲ့သူအဖြစ်ရပ်တည်ခဲ့ပါတယ်သူတို့ဟာအစ္စရေးကိုဖျက်ဆ ီးပစ်မယ်လို့ပေါ်တင်ကြွေးကြော်ခဲ့ပြီးပယ်ထိန်ထုံးကြီးစွမ်းရည်တွေနဲ့နျူကလ ියر နည်းပညာတွေကိုတည်ဆောက်ဖို့အတွက်လည်းအများကြီးရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အစ္စရေးနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအများစုကတော့ဓာတ်တွေကိုတိုက်ရိုက်ချင်းချောက်မှုအဖြစ်ရှုမြင်ခဲ့ကြတယ်ဆိုပါတော့နျူကလ ියر ရည်ရွယ်ချက်နဲ့ဒေတာရင်းအာနာလူပွဲအီရန်ရဲ့နျူကလ ියر အစီအစဉ်ဟာနှစ်ပေါင်း20ကျော်လောက်နိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုနဲ့အဓိကအချက်ဖြစ်နေခဲ့ပါတယ်။ အီရန်ကသူတို့ရဲ့နျူကလ িয়ার လုပ်ငန်းတွေဟာငြိမ်းချမ်းရေးအထွက်ပဲလို့အခိုင်အမာပြောနေပေမဲ့လက်နက်တန်းဝင်တဲ့အဆင့်နီးပါးအထိယူအန်ရန်ကြွယ်ဝအောင်လှုပ်ဆောင်နေတာတွေကစိုးရင်စရာတွေဖြစ်စေခဲ့ပါတယ်။ရင်ခွန်အောင်တိတ်လုတ်တက်သူကြီးပေါ့ဗျာ။အစ္စရေးကတော့နျူကလ িয়ার လက်နက်ကင်ထားတဲ့အီရန်ကိုသူတို့ရဲ့တည်ရှိမှုကိုချိမ့်ချောက်နေတယ်လို့မြင်တဲ့အတွက်အီရန်ရဲ့နျူကလ িয়ার တိုးတက်မှုကိုရပ်တန့်ဖို့အတွက်ကြိုတင်တိုက်ခိုက်ဖို့ကိုအမြဲတမ်းလိုလိုအားထုတ်နေခဲ့တယ်ဆိုပါတော့။အရှိအလေပိုင်းရဲ့ပုံမူကျေပြန့်တဲ့နိုင်ငံရေးအခြေအနေကတော့ မဟာမိတ်ဖွဲ့စည်းမှုတွေနဲ့ပြိုင်ဘက်တွေရဲ့ရှုပ်ထွေးတဲ့ကွန်ရက်တစ်ခုပါ sorry arabia arab ဆော်ဝါများပြည်တော်စု UAE နဲ့အခြားပင်လယ်ဝေးနိုင်ငံတွေကအီရန်ရဲ့ဒေသရင်းရီမန်းချက်တွေကိုတန်တရားမျက်လုံးတွေနဲ့စောင့်ကြည့်နေကြပြီးအီရန်ကြိုးထောက်နောက်ခံပြုထားတဲ့အဖွဲ့တွေနဲ့ပြိုင်ဘက်ပဋိပက္ခတွေမှာပါဝင်နေကြပါတယ်အမေရိကန်ပြည်တော်စုကတော့တမိုင်းကြောင်းအရာ israel နဲ့ပင်လယ်ဝေးမဟာမိတ်တွေကိုထောက်ခံခဲ့တာမို့ပထဝီနိုင်ငံရဲ့အခြေအနေကိုပိုပြီးရှုပ်ထွေးစေခဲ့ပါတယ် Operation Rising Lion ဒီစစ်စင်ရေးကိုတော့ Iran ရဲ့ nuclear စွမ်းရည်တွေနဲ့စစ်ပတ်ဆိုင်ရာခေါင်းဆောင်တွေကိုအကြီးအကျယ်ထိခိုက်စေဖို့အတွက်တိတိကျကျစီစဉ်ခဲ့တာပါ။ Israel ထောက်လန်းရေးနဲ့စစ်တပ်တွေကလေကြောင်းတိုက်ခိုက်မှုတွေ၊ drone ကျူးကျော်မှုတွေနဲ့ cyber စစ်စင်ရေးတွေပူးပေါင်းလှုပ်ဆောင်ပြီးတော့ဒီနေရာ၃နေရာကိုအဓိကပြစ်မှတ်ထားဖျက်ဆီးခဲ့ပါတယ်။ Number 1 nuclear ဆက်ယုံတွေ Natan Fordo နဲ့ Aspiran Uranian ကျွေးဝရေးနဲ့သုတေသနလုပ်ငန်းတွေလုပ်တဲ့အဓိကနေရာများ။ Number 2စစ်ပတ်ဆိုင်ရာကုတ်ကဲရေးစခန်းများ အာဂျီစီခေါင်းဆောင်မှုဌာနချုပ်တွေပါဝင်ပါတယ်။နံပါတ်3ဒရုန်းမြန်တဲ့ဒရုန်းထုတ်လုပ်ရေးနေရာတွေအီရန်ရဲ့တုံ့ပြန်နိုင်စွမ်းဒါမှမဟုတ်အခြေအနေပိုဆိုးလာအောင်လှုပ်ဆောင်နိုင်စွမ်းကိုရှော့ချဖို့အတွက်ရည်ရွယ်ပုံမှာပဲဒီစစ်စင်ရေးမှာလင်းရင်အစီး200ကျော်ပါဝင်ခဲ့ပြီးအီရန်လီပိုင်နဲ့ထဲကိုတစ်ဖက်ကသတိမထားမိချိန်မှာပဲလုံခြုံရေးအကာအကွယ်တွေကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့အစစ်မြေဒရုန်းတွေလည်းပါဝင်တယ်လို့သိရပါတယ်။အစ်စရေးအထူးတပ်ဖွဲ့တွေနဲ့မောဆက် အေးချင်းတွေကအီရန်ထိပ်တန်းအရာရှိတွေကိုလုံခြံတက်ဖြတ်တဲ့လူဝတ်စစ်စင်ရေးတွေရဲ့အဓိကလက်သည်လို့ယုံကြည်ရပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အုံတွေတိတိတတပျက်စီးခဲ့ပြီးသူတို့ရဲ့ထောက်ပံ့ရေးခွင့်ဆက်တွေလည်းပြတ်တောက်ခဲ့ပါတယ်။ကျွမ်းကျင်သူတွေရဲ့ဂျိုရုဓာတ်ပုံလေးလာသုံးသပ်ချက်တွေအရပြစ်မှတ်ထားခင်ရတဲ့နျူကလ িয়ার စကန်၃ခုတည်းကနှစ်ခုဟာကြီးမားတဲ့ပုံစံပျက်စီးမှုတွေခံစားရတယ်လို့ဖော်ပြထားပါတယ်။ အာဂျီစီထိတ်တန်းတက်မှုတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တော်တော်များများလည်းတည်ဆုံးခဲ့ရလို့အီရန်စစ်ဘက်ခေါင်းဆောင်ပိုင်းကိုစိတ်သက်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ဒီစစ်စင်ကြောင့်အီရန်မှာအရသာထိခိုက်မှုတွေလည်းဖြစ်ပေါ်ခဲ့ပြီးတည်ဆုံးသူအနည်းဆုံး224ဦးရှိတယ်လို့အတည်ပြုထားပါတယ်။ဒါကြောင့်အစ္စရေးစန့်ကျင်ရေးစိတ်သက်တွေပိုပြီးပြင်းထန်လာကအီရန်ရဲ့လက်တော့ပြန်လိုစိတ်ကိုပုံမိုခိုင်မာစေခဲ့ပါတယ်။အီရန်ရဲ့လက်စားချေမှုအစ္စရေးပေါ်ဒုံးပြန်တဲ့ဒုံးတိုက်ခိုက်မှုများ တုံ့ပြန်မှုအနေနဲ့ယူရန်ကအစ္စရေးမျိုးတွေနဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုပိတ်မှတ်ထားပြီးကြီးမားတဲ့ဒရုန်းမြန်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုလုံဆောင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကတဲအဗက်ဂျေရုဆလင်နဲ့ဟိုက်ဘာအပါဝင်မြို့ကြီးတွေကိုအထိကထားတိုက်ခိုက်ခဲ့တာကြောင့်အရက်သားတွေထိခိုက်သေးဆုံးခဲ့ရပြီးနိုင်ငံနဲ့အဝန်ထိတ်လန့်ကြောက်ရွံ့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အီရန်ရဲ့ဒရုန်းမြန်ပစ်ခတ်မှုတွေကပယ်ထိုင်းဒုံးကြီးတွေနဲ့ဒရုန်းအုပ်စုလိုက်တိုက်ခိုက်မှုတွေပါဝင်ခဲ့ပြီးတချို့က ဟစ်ဘိုလာနဲ့ဟူတီတို့လိုကိုယ်စားလှယ်အဖွဲ့တွေကထောက်ပံ့ပေးထားတာဒါမှမဟုတ်အကူအညီပေးထားတာလို့ယုံကြည်ကြပါတယ်ဒီတိုက်ခိုက်မှုတွေရဲ့အရွယ်စားနဲ့ပြင်းထန်မှုကတင်းမာနေတဲ့လေရုအခြေအနေကိုတိတိတားမြင့်တင်စေခဲ့ပြီးအစ္စရေးရဲ့လေကြောင်းစွမ်းရည်တာလွန်မှုကြားကနေအီရန်ရဲ့စွမ်းအားကိုပြသနိုင်ခဲ့ပါတယ် အဆိုးဆုံးအခြေအနေ၅ခုကိုအသေးစိတ်လေ့လာကြည့်အောင် BBC ကဒီပရိဖခကနေဖြစ်ပေါ်လာနိုင်တဲ့အဆိုးဆုံးအခြေအနေ၅ခုကိုဖော်ပြခဲ့ပြီးအခုချင်းစီတိုင်းမှာကြီးမားတဲ့အကျိုးဆက်တွေရှိနေပါတယ်။ဒီအခြေအနေတွေကိုနောက်ထပ်လေ့လာဆန်းစစ်ချက်တွေနဲ့အတူကျွန်တော်တို့တွေလေ့လာကြည့်အောင်ဗျာ။ နံပါတ်1အမေရိကန်ရဲ့စီးရီးပါဝင်မှုညှင်းဆို့ခြင်းမှာပါဝင်ပတ်သက်ခြင်းတို့အမေရိကန်ပြည်ထောင်စုဟာဒေတာရင်းမှာတမိုင်းကျောင်းအရာဟန်ချက်ညီအောင်ထိန်းထားခဲ့ပြီးအစ္စရေးကိုထောက်ခံခဲ့ပေမဲ့အီရန်နဲ့တိုက်ရိုက်စီးရီးထိတ်တန့်ရင်ဆိုင်မှုကနေရှောင်ရှားဖို့ကြိုးစားနေခဲ့ပါတယ်။အစ္စရေးရဲ့ကရဦးတိုက်ခိုက်မှုတွေအပြီးမှာအမေရိကန်အရာရှိတွေစီးနေလွတ်တော်မဲ့မာဂိုရူဘီအပါအဝင်တာဝန်ရှိသူတိုင်းလိုလိုကဒီပြည်ပခန့်မှာအမေရိကန်ပါဝင်ပတ်သက်မှုမရှိဘူးလို့ညှင်းဆို့ခဲ့ပြီးဒေတာရင်းအမေရိကန်ဝန်ထမ်းတွေကိုကာကွယ်ဖို့ကိုပဲသူတို့အနေနဲ့ဦးစားပေးတယ်လို့အလေးထားပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့အရှေ့လေပိုင်းတလျှောက် Saudi Arabia, Bahrain, Kuwait နဲ့ Arab စုံပေါင်းများပြည်တော်စု UAE တို့မှာ American စစ်ဘက်ဝင်တဲ့ထောင်ပေါင်းများစွာရှိနေတာကဒီရည်တည်ချက်ကိုရှုပ်ထွေးစေပါတယ်။ဒါပြင် Israel နဲ့အိန္ဒိယနိုင်ငံတွေမှာလည်း American အရက်သားထောင်ပေါင်းများစွာနေထိုင်နေကြပါတယ်။အကယ်၍ Iran ဒုံးကျည်တွေဒါမှမဟုတ် drone တွေက American ဝန်ထမ်းတွေအရက်သားတွေကိုထိမှန်ခဲ့မယ်ဆိုရင် American အနေနဲ့စီးရေးအရာတုံ့ပြန်ဖို့တွန်းအားပေးခံရနိုင်ပါတယ်။သမ္မတဒေါ်နယ်ထရန့်က စစ်စင်ရေးအပြီးထုတ်ပြန်ကြေညာချက်တွေမှာအမေရိကန်ကလုံးလုံးစက်ပအဝင်ပတ်သက်မှုမရှိပေမဲ့အမေရိကန်ပြည်သူတွေရဲ့အသက်အန္တရာယ်ချင်းကျောက်ခံရရင်တော့ပြည်ပခတွေကိုဝင်လာနိုင်တယ်လို့ပြောခဲ့ပါတယ်။အမေရိကန်ပါဝင်လာမယ်ဆိုရင်ပြည်ပခကတိတိတသားနဲ့အရှိန်မြင့်လာပြီးဒေတာရင်းစစ်ပွဲကနေကဘာလုံးဆိုင်ရာပြည်ပခအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ အမေရိကန်မှာအီရန်ရဲ့ဦးနှစ်သဲချနျူကလ িয়ার စက်ရုံတွေကိုဖျက်ဆီးဖို့လိုအပ်တဲ့မြေအောက်ခန်းတိုက်ဖြတ်ဘုံးတွေလိုထူးခြားတဲ့စစ်ဘက်ဆိုင်ရာစွမ်းရည်တွေလည်းရှိပါတယ်။ဒါတွေကအစ္စရေးမှာမရှိပါဘူး။ဒါကြောင့်ဒီကိစ္စဟာကြာရှည်ပြီးအပြည့်အစုံများတဲ့စစ်စင်ရေးတစ်ခုကိုဥတီသွားနိုင်ပါတယ်။နံပါတ်1 ဒေတာရင်းအချိန်မြင့်တင်မှုပီလန်ကွေ့နိုင်ငံတွေအထူးသဖြင့်ဆော်ရီယာအာရီဗျားနဲ့ RSOW များပြည်တော်စုဟာအီရန်ကိုဒေတာရင်းပြိုင်ဘက်အဖြစ်အမြဲတမ်းရှုမြင်ခဲ့ကြသူတွေပါဒီနိုင်ငံတွေဟာယခုအချိန်ထိရွှေစိန်ငင်းငင်းရေးကိုထိန်းထားပေမဲ့အီရန်ရဲ့တိုက်ခိုက်မှုတွေကသူတို့အကျိုးစီးပွားကိုနည်းနည်းလေးထိခိုက်လာတာနဲ့ငင်းငင်းရေးဆိုတဲ့စီးကိုဖောက်ဖျက်ဖို့ဝင်လေးလှတယ်တော့မဟုတ်ပါဘူးအကယ်၍အစ္စရေးပေါ်အီရန်ရဲ့တိုက်ခိုက်မှုတွေသာတိတိကျကျပျက်စီးမှုတွေမဖြစ်စေခဲ့ရင်အီရန်ကအစ္စရေးကို ထောက်ခံတယ်လို့သူတို့ယူဆထားတဲ့ပင်လယ်ကွေ့နိုင်ငံတွေစီကိုဒရုန်းပြန်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုလှည့်ပြီးပြစ်မှတ်ထားလာနိုင်ပါတယ်။ဒီနိုင်ငံတွေအဖို့ပြိပခါတယ်ဆွဲသွေးခံရမယ့်အန္တရာယ်ရှိပါတယ်။ Sorry Arabia ကတော့ Israel ရဲ့ Iran ပေါ်တိုက်ခိုက်မှုတွေကိုပြစ်တင်ရှုတ်ချခဲ့ပြီးဒီကျူးကျော်မှုကိုရပ်တန့်ဖို့နိုင်ငံတကာရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ပင်လယ်ကွေ့နိုင်ငံတွေဟာမရေရာတဲ့ဟန်ချက်ညီမှုကိုထိန်းထားရပါတယ်။သူတို့ကအီရန်ကိုအားနည်းစေချင်ပေမဲ့သူတို့ကိုယ်တိုင်စစ်မြေပြင်ဖြစ်သွားမှာကိုတော့ကြောက်ကြပါတယ်။ ပင်လယ်ခွေ့မှာအမေရိကန်စစ်အခြေစိုက်စခန်းတွေရှိနေတာကလည်းရှုပ်ထွေးမှုနောက်တစ်ဆင့်ကိုပေါင်းထည့်လိုက်တာပါပဲ။အီရန်ကဒီစခန်းတွေကိုတိုက်ခိုက်ခဲ့ရင်အမေရိကန်ရဲ့စီးရေးတုံ့ပြန်မှုကိုဖြစ်ပေါ်စေပြီးစစ်ပွဲကိုကျယ်ပြန့်စေနိုင်ပါတယ်။နံပါတ်3 အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ရှင်သန်ပြီးအရှိန်မြင့်တင်ခြင်း Operation Rising Lion စစ်စင်ရေးကထိခိုက်ပျက်စီးမှုတွေဖြစ်စေခဲ့ပေမဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကတော့အပြီးတိုင်မပျက်စီးနိုင်ပါဘူးလက်နက်တန်းဝင်ပစ္စည်းအတွက်60ရာခိုင်နှုန်းလိုအပ်ချက်နဲ့နီးစပ်တဲ့60ရာခိုင်နှုန်းအထိကျွေးဝအောင်လှုပ်ထားတဲ့ UNIAN အမြောက်အပြားတူလောင်ထားပါတယ်ကျွမ်းကျင်သူတွေရဲ့ခမန်းချက်အရအီရန်ကသူတို့အစီအစဉ်ကိုအရှိန်မြင့်တင်ဖို့ဆုံးဖြတ်ခဲ့ရင်နျူကလ িয়ার လက်နက်အများအပြားတွေလိုအပ်တဲ့ဖစ်ရှင်ဖြစ်နိုင်တဲ့ပစ္စည်းကိုရက်သက်တစ်ပတ်အနည်းငယ်အတွင်းအတင်းအဓမ္မထုတ်လုပ်နိုင်ွယ်ရှိပါတယ် ဒီအခြေအနေကအစ္စရိယမဟာဗျူဟာမြောက်ရီမန်းချက်ကိုထိခိုက်စေတဲ့ဒေတာထွင်းတဲ့ကမ္ဘာလုံးဆိုင်ရာမလုံခြုံမှုကိုမြင့်တက်စေမှာပါနျူကလ িয়ার လက်နက်စွမ်းရည်ရှိတဲ့အီရန်ဟာအရှိလေပိုင်းမှာအင်အားချိန်ခွင့်ရှာကိုပြောင်းလဲပြစ်မှာဖြစ်ပြီးအိန္ဒိယနိုင်ငံတွေကြားနျူကလ িয়ার လက်နက်ပြိုင်ပွဲကိုဖြစ်ပေါ်စေကစေစုနှစ်ပေါင်းများစွာဒေတာရင်းမတည်ငြိမ်မှုကိုဖြစ်စေနိုင်ပါတယ်နံပါတ်၄ကမ္ဘာစီးပွားရေးထိတ်လန့်မှုရေနံစင်းနဲ့ထောက်ပံ့ရေးဂွင်းဆက်ပြတ်တောက်မှုများအရှိလေပိုင်းဟာကမ္ဘာစွမ်းအင်ထောက်ပံ့မှုတွေအတွက်အဓိကဗဟိုချက်ဖြစ်ပြီးပါရှန်ပင်လယ်ကွေးကကမ္ဘာရေနံတင်ပို့မှုရဲ့တိတိတသာအများ များစုကိုပံ့ပိုးထားပါတယ်ပြည်ပခကြောင့်ရေနံစင်းလုံးတွေ900ခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ် စစ်ပွဲကရေနဲ့ထုတ်လုပ်မှုဟော်မုတ်ရေလက်ချားကနေတဆင်ပင်လယ်ရေကြောင်းတေယူပို့ဆောင်ရေးလမ်းကြောင်းဒါမှမဟုတ်ခူသီတို့လိုကိုယ်စလဲအဖွဲ့တွေကနေတဆင်စူးအတူမြောင်းတို့ကိုထိခိုက်စေခဲ့ရင်ကမ္ဘာစစ်ပွားရေးကပြင်းထန်တဲ့ထိတ်လန့်မှုတွေကြုံရနိုင်ပါတယ်။စွမ်းရင်ဇင်းုံမြစ်တက်လာတာကနိုင်ငံအများအပြားမှာငွေကြေးဖုံးပွားမှုနဲ့စစ်ပွားရေးကျဆင်းမှုတစ်ပြိုင်တည်းဖြစ်စေနိုင်ပါတယ်။ဒီစစ်ပွားရေးမတိမငြိမ်ဖြစ်မှုကတကမ္ဘာလုံးမှာရိုက်ခတ်မှုတွေရှိမှာဖြစ်ပြီးတေယူပို့ဆောင်ရေးဇယိတ်ကနေစားနေရခဇင်းုံတွေအထိအကုန်လုံးတက်ရောက်မှုရှိမှာပါ။ ဒါကရုရှားရဲ့အထူးဆွမ်းရင်ပေးသွင်းသူအနေနဲ့အခန့်ခန္ဓာကိုလည်းခိုင်မာစေပြီးရင်းနှီးဝင်ငွေပုံမရရှိလာတာကြောင့်ယူကရိန်းမှာဖြစ်နေတဲ့သူတို့ရဲ့ပြည်ပခါကိုကြာရှည်စေနိုင်ပါတယ်။နံပါတ်5အီရန်ဆိုရကပြောင်းလဲခြင်းနဲ့ဒေသရင်းအာဏာကွက်လပ်ဖြစ်ပေါ်ခြင်းအစ္စရေးအထူးရည်မှန်းချက်ကအီရန်ရဲ့လက်ရှိအစိုးရကိုအားနည်းစေဖို့ဒါမှမဟုတ်ဖြုတ်ချဖို့ဖြစ်နိုင်ပေမဲ့အစိုးရပြိုလဲသွားတာကကြိုတင်ခံမှန်းလို့မရတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေပါတယ်။ခိုင်မာတဲ့ဘဝအာဏာပြိုလဲတာက ပြည်တွင်းစစ်တိုင်းရင်းသားနဲ့ဂိုင်းကနာအကြမ်းဖက်မှုတွေအစိုးရအဖွဲ့တွေပေါ်ပေါက်လာတာကိုဥတီစေနိုင်ပါတယ်။အီရန်နဲ့လစ်ဗျားတို့မှာ ဖြစ်ခဲ့တဲ့သမိုင်းကြောင်းတွေကအစိုးရပြူလဲတာကဘလို့မျိုးကြာရှည်မတည်ငြိမ်မှုနဲ့အာဏာကွက်လက်တွေကိုဖြစ်ပေါ်စေလဲဆိုတာပြတ်သားနေပါတယ်။ဤရမှာဒီလိုရှုပ်ထွေးမှုမျိုးကအစ္စရေးနဲ့တရုတ်လိုကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ဝင်ရောက်ဆွတ်ဖက်မှုဒါမှမဟုတ်ဩဇာလွှမ်းမိုးမှုကိုဖိတ်ခေါ်နိုင်ပြီးအရှိအလယ်ပိုင်းမှာသူတို့ရဲ့ခြေကုပ်ကိုချေထွင်းဖို့ကြိုးစားလာနိုင်ပါတယ်။ဒါပြင်ဤရမှာရှိတဲ့ကနဲ့ဘလူးစူမျိုးတွေကြားမှာခွဲထွက်ရေးလှုပ်ရှားမှုတွေလည်းပုံမှုပြင်းထန်လာနိုင်ပြီးနိုင်ငံကိုကွဲပြားစေနိုင်ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာတက်ရောက်မှု အယံသားထိခိုက်မှုနဲ့ဒုက္ခတဲ့အရေးခင်စည်ရင်နဲ့နိုင်ငံရေးဆိုင်ရာတက်ရောက်မှုတွေအပြင်ဒီပရိပခါကအီရန်နဲ့အစ္စရေးနှစ်နိုင်ငံစလုံးကအယက်သားတွေအပေါ်မှာကြီးမားတဲ့ထိခိုက်နှစ်နာမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်ပါတယ်အယက်သားထိခိုက်မှုနဲ့အခြေခံအဆောက်အုံတွေပျက်စီးခြင်းအီရန်ရဲ့အစ္စရေးမျိုးပေါ်ဒုံးမြန်တိုက်ခိုက်မှုတွေကအယက်သားသေဆုံးမှုတွေဒဏ်ရာရမှုတွေနဲ့ကြေကြေပြန့်ပြန့်ကြောက်ရွံ့မှုတွေကိုဖြစ်စေခဲ့ပါတယ်အလားတူအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်မှာအယက်သားထိခိုက်သေဆုံးမှုတွေပြစ်မှတ်ထားခံရတဲ့နေရာတွေအနည်းကအယက်သားတွေသေဆုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ် အစ္စရေးမှာဒဏ်အားလိုင်းတွေပြတ်တောက်တာမျိုးအီရန်မှာအိမ်တွေနဲ့စီးရုံတွေပျက်စီးတာမျိုးအရေးကြီးတဲ့အခြေခံအဆောက်အုံတွေထိခိုက်တာကလူသားချင်းစာနာမှုဆိုင်ရာအကျက်အတဲကိုပုံမဆိုးရွားစေပါတယ်။နေရာပြောင်းရွှေ့ခြင်းနဲ့ဒုက္ခတွေများပရိပခအရှိန်မြင့်လာတာကဒုက္ခတွေအရေးခင်းကိုဖြစ်ပေါ်စေပြီးထောင်ပေါင်းများစွာသောလူတွေဟာတိုက်ပွဲဖြစ်ပွားရာဇုန်တွေကနေထွက်ပြေးရနိုင်ပါတယ်။ ဣသရေလရဲ့နေဆက်တွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပေမဲ့အိနီးချင်းနိုင်ငံတွေကတော့ရွှေပြောင်းနေထိုင်သူတွေအများအပြားဝင်ရောက်လာတာနဲ့ရင်ဆိုင်ရနိုင်ပြီးသူတို့ရဲ့အရင်းအမြစ်တွေနဲ့ဒေသရင်းတည်ငြိမ်မှုတွေကိုထိခိုက်စေနိုင်ပါတယ်။နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေကအကူအညီပေးဖို့စတင်လှုပ်ရှားနေကြပြီဖြစ်ပေမဲ့ဝင်ရောက်ခွင့်နဲ့လုံခြုံရေးကတော့အရေးကြီးတဲ့စိန်ခေါ်မှုအဖြစ်ရှိနေပါသေးတယ်။စိုက်ဘာစစ်ပွဲနဲ့သတင်းအချက်အလက်တိုက်ပွဲများစည်ရေလှုပ်ရှားမှုတွေအပြင်ပြိပခမှာပြင်းထန်တဲ့ cyber စစ်ပွဲတွေနဲ့သတင်းအချက်အလက်လှုပ်ရှားမှုတွေလည်းပါဝင်နေပါတယ်။ အစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးမှာအစစ်မြစ်စိုက်ဘာစွမ်းရည်တွေရှိကြပါတယ်။နှစ်ဘက်စလုံးရဲ့အရေးကြီးအခြေခံအဆောက်အုံတွေအစိုးရကွန်ရက်တွေနဲ့စစ်ဘက်စနစ်တွေကိုပြစ်မှတ်ထားပြီးစိုက်ဘာတိုက်ခိုက်မှုတွေရှိတယ်လို့ကမ္ဘာသတင်းဌာနတွေကဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုအပြီးမှာတော့ဒက်အားလိုင်းတွေဆက်သွယ်ရေးကွန်ရက်တွေနဲ့ငွေကြေးစနစ်တွေပြတ်တောက်တာတွေဖြစ်ပေါ်ခဲ့ပြီးအရက်သားဘဝနဲ့စည်ရေးလှုပ်ရှားမှုတွေကိုပုံမိုလ်ရှုပ်ထွေးစေခဲ့ပါတယ်။ ဝါရဖြန့်ရင်းနဲ့မီဒီယာစစ်ပွဲတရင်အချက်အလက်စစ်ပွဲကပြည်တွင်းပြည်ပထင်မြင်ယူဆချက်တွေကိုပုံဖော်ရမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ဤတွင်အစိုးရမီဒီယာကအစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာအမေရိကန်ကပူးပေါင်းကြံစီတယ်လို့စွပ်စွဲနေချိန်မှာအစ္စရေးကတော့သူတို့ရဲ့ကာကွယ်ရေးယက်တီချက်နဲ့အီရန်ကနေချင်းချောက်လာတဲ့အသက်အန္တရာယ်ချင်းချောက်မှုတွေကိုအလေးထားပြောဆိုနေပါတယ်။ social media platform တွေကတော့သတင်းမှားတွေပံ့ပိုးမှုတွေစူးစီးဖို့အတွက်တိုက်ပွဲဝင်ရနေရာတွေဖြစ်လာပြီးကဘာအနှံ့ကလူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလွှမ်းမိုးနေပါတယ် နိုင်ငံတကာအတိုင်းအဝိုင်းကတော့ရှုံချမှုတွေထိမ့်သိမ့်သိမ့်လှုပ်ဖို့တောင်းဆိုမှုတွေနဲ့မဟာဗျူဟာမြောက်ရည်တည်မှုတွေကိုအိုယောယောကြောက်ယောယောယောနှောပြီးတုံ့ပြန်ခဲ့ကြပါတယ် ုလသမဂ္ဂနဲ့ကမ္ဘာအင်အားကြီးနိုင်ငံများကုလသမဂ္ဂကချက်ချင်းအပြစ်ခတ်ရက်စဲဖို့နဲ့ဆွေးနွေးဖို့တောင်းဆိုခဲ့ပြီးပုံမူဆိုးရွားလာတဲ့အကျိုးဆက်တွေအတွက်အတတိပေးခဲ့ပါတယ်။ဒါပေမဲ့လုံခြုံရေးကောင်စီကအထူးသဖြင့်အနောက်နိုင်ငံတွေနဲ့ရုရှားတရုတ်တို့ကြားသဘောထားကွဲလဲမှုတွေကြောင့်စီးလုံးညင်ညွတ်တဲ့လှုပ်ဆောင်မှုတွေကိုအဟန္တာဖြစ်စေခဲ့ပါတယ်။ရုရှားနဲ့တရုတ်ကပရိပခအပေါ်စိုးရင်ကြောင်ထုတ်ပြောခဲ့ပြီးတပ်တမန်ရေးကိုတိုက်တွန်းပေမဲ့အီရန်နဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးတွေကိုတော့ထိန်းသိမ်းထားပါတယ်။ အမေရိကန်နဲ့ဥရောပနိုင်ငံတွေကတော့အီရန်ရဲ့ဒုံးပျံတိုက်ခိုက်မှုတွေကိုပြစ်တင်ရှုတ်ချခဲ့ပြီးအစ္စရေးရဲ့ကိုပိုင်ကာကွယ်ခွင့်ကိုထောက်ခံကြောင်းထက်လောင်းပြောဆိုခဲ့ပါတယ်။အစ္စရေးအီရန်စစ်ပွဲကအရှိအလေပိုင်းနဲ့ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးမှာအရေးပါတဲ့အလှည့်အပြောင်းတစ်ခုကိုကိုစားပြုပါတယ်။ပြည်ပခါရဲ့ပုံမိုကျေပြန့်တဲ့ဒေတာရင်းဒါမှမဟုတ်ကမ္ဘာလုံးဆိုင်ရာစစ်ပွဲအဖြစ်အရှိန်မြင့်လာနိုင်တဲ့အလားအလာစွန့်ရင်ဈေးကွက်တွေကိုထိခိုက်စေနိုင်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာဘေးအန္တရာယ်တွေဖြစ်စေနိုင်မှုတွေကတန်တမန်ရေးနဲ့ပြိပခစီမံခန့်ခွဲမှုတွေဒီနိုင်ငံရေးစက်ခုံမှာအရေးတကြီးလိုအပ်နေတာတွေကိုမိမောင်းထူပြနေပါတယ်။ကဘာကြီးကတော့သူ့ကိုယ်သူတိတ်အန္တရာယ်ကြီးတဲ့အခြေအနေမှာရှိနေတာကိုစိုးရိမ်တကြီးစောင့်ကြည့်နေရတယ်ဆိုပါတော့။လာမယ့်ရက်သက်တပတ်တွေနဲ့လတွေအတွင်းချမ်းမမဲ့ဆုံးဖြတ်ချက်တွေကအရှိအလေပိုင်းနဲ့ကမ္ဘာအနာဂတ်ကိုမျိုးဆက်သစ်ပေါင်းများစွာအတွက်ပုံဖော်သွားလိမ့်မယ်ဆိုတာကိုလည်းကျွန်တော်တို့အားလုံးကောင်းကောင်းကြီးသတိထားမိပြီးသားပါပဲ။